DNA သတင်းနာကိုနာတော်တာစနစ်ချတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းဆက်တက်လိုက်ရပါတယ်။ဒီနေ့ညမှာတက်ကြွဲ1386ခုနှစ်တပေါင်းလာဆန်း9ရက်နေ့2025ခုနှစ်မတ်လ9ရက်နေ့ CNA ရဲ့ဒီနေ့ကြာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ ကနေ့ထုတ်လင်းတင်ဆက်သွားမယ့်သတင်းတွေကတော့ရခိုင်ကကြောက်ဖြူကဦးကင်းကြီးရွာကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျတိုက်ခိုက်လို့နေအိမ်အများအပြားမီးလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းအရခပြည်သူအစိုးရကိုစန့်ကျင်သူနဲ့အကြမ်းဖက်အဖွဲ့ကိုပတ်သက်သူတွေရဲ့ပိုင်ဆိုင်မှုကိုအရခပြည်သူအစိုးရပိုင်အဖြစ်သိမ်းဆင်းမယ်လို့ထုတ်ပြန်တဲ့သတင်းရှမ်းနဲ့ရခိုင်ကအခြေစိုက်တပ်စခန်းအများစုကိုစစ်ကောင်စီလက်လွတ်ထားရတယ်လို့ဆိုတဲ့သတင်းကိုနားဆင်ရမှာဖြစ်တယ်လို့မြန်မာပြည်တွင်းသတင်းအနေနဲ့ KIA စခန်းတစ်ခုကို စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းအပြင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်။ပရမာဇုံရဲတွေနဲ့နားဆင်ရမှာကတော့ကြောက်ဖြူကဟူကင်းကျေးွာကိုစစ်ကောင်စီကဒရုန်းနဲ့ပုံချတိုက်ခိုက်လို့ မယ်အများအပြားမေးလောင်ပြက်စီသွားတယ်ဆိုတဲ့သတင်းကိုနားဆင်ရမှာဖြစ်ပါတယ်။ကြောက်ကျွမြို့နယ်အတွင်းက OKG ဝါကိုစစ်ကောင်စီကမနေ့ကမတ်လ6ရက်နေ့တရက်တည်းမှာ drone နဲ့ဘုံနှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာအတွင်းကနေရင်အများအပြားမီးလောင်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေနဲ့အာရခတတော်တို့ဟာအဲ့ဒီကျေးရွာအနီးတစ်ဝိုက်မှာပြီးခဲ့တဲ့လပိုင်းကလေးကပင်နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာရှိပြီးစစ်ကောင်စီကတော့မနေ့ကအဲ့ဒီကျေးရွာမှာအာရခတတော်ရဲ့တပ်ဖွဲ့ဝင်တွေ နေထိုင်နေဆိုတဲ့ရည်ရွယ်ချက်နဲ့ဘုံကျဲတိုက်ခိုက်ခံရဖြစ်တယ်လို့ဆိုပါရယ်ဘုံကျဲတိုက်ခိုက်ခံရတဲ့ကျေးရွာဟာစစ်ကောင်စီရဲ့ဒညဝရီရီတက်စခန်းနဲ့တုံးမှန်ခန်းအကွာမှာရှိတဲ့ကျေးရွာတွေရောဖြစ်ပြီးတော့အဲ့ဒီကျေးရွာအတွင်းမှာနေအိမ်စုစုပေါင်း190ကျော်ရှိတယ်လို့လည်းဆိုပါရယ်အဲ့ဒီကျေးရွာအတွင်းမှာရှိနေကြတဲ့ဒေသခံတွေကတော့အဘခတ်တော်နဲ့စစ်ကောင်စီတို့နှစ်ဖက်တိုင်ပွဲဖြစ်ပွားခြင်းကလေးကပင်ကျေးရွာအတွင်းကနေစစ်ဘေးနဲ့ဘေးလွတ်ရာနေရာတွေကိုပြောင်းရွှေ့သွားကြပြီဖြစ်တယ်လို့လည်းဆိုပါရယ် လက်ရှိစစ်ကောင်စီကအဲ့ဒီကျွာကို drone နဲ့ပုံကျတိုက်ခိုက်ခဲ့တဲ့အတွက်ဦးကင်းကျွာထဲမှာရှိတဲ့နေအားလုံးဟာမီးလောင်ပျက်စီးသွားခဲ့ရတယ်လို့လည်းဒေသတင်းအကြေမြင့်တွေကပြောဆိုထားပါတယ်။မနေ့ကတည်းကတည်းကပဲစစ်ကောင်စီဟာစစ်တွေမျိုးအတွေကဝါဘူကျွာကိုလည်း drone နဲ့ပုံကျတိုက်ခိုက်ခဲ့တာကိုလှုံ့ဆော်ခဲ့တာကြောင့်ဝါဘူကျွာအတွင်ကပြည်သူပိုင်နေအိမ်၄၀ကျော်လောက်ဟာလည်းမီးလောင်ပျက်စီးကြပြီးရှိခဲ့ရပါသေးတယ်။ ရခိုင်ပြည်အတွင်းမှာအာရခတ်တော်ကအပြစ်သက်တိုက်ပိုက်ဖို့ကြံရှိနေတဲ့ကြောက်ဖြူစစ်တွေနဲ့မအောင်မျိုးတွေကစစ်ကောင်စီတပ်စခန်းတွေကိုအပြစ်သက်တိုက်ပိုက်နိုင်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာပဲစစ်ကောင်စီကလည်းအဲ့ဒီမျိုးတွေမှာရှိနေတဲ့သူတို့တပ်စခန်းတွေမကြဆုံးရလေအောင်အင်အားအများအပြားဖြည့်တင်းကခုခံစစ်အနေနဲ့ပြန်လည်ခုခံတိုက်ခိုက်တာတွေကိုလည်းလုံဆောင်နေရတာဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နားဆင်ရမှာကတော့အာရခပြည်သူအစိုးရကိုစန့်ကျင်သူနဲ့အကြမ်းဖက်အဖွဲ့ကိုပတ်သက်သူတွေရဲ့ပိုင်ဆိုင်မှုကိုအာရခပြည်သူအစိုးရပိုင်အဖြစ်သိမ်းဆည်းမယ်လို့ထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းကိုနားဆင်ရမှာဖြစ်ပါတယ်။ရခိုင်မှာအာရခပြည်သူအစိုးရကိုစန့်ကျင်သူနဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်ပတ်သက်သူတွေရဲ့လုပ်ငန်းပိုင်ဆိုင်မှုတွေကိုအာရခပြည်သူအစိုးရပိုင်အဖြစ်နဲ့သိမ်းဆွဲသွားမယ်လို့ အရခပြည်သူအစိုးရကတရားဝင်ထုတ်ပြန်ထားကြောင်းအရခပြည်သူအစိုးရတာဝန်ရှိသူထိပ်ပန်းအရာရှိပြောဆိုချက်အရာတည်ရပါတယ်။ဒီထုတ်ပြန်ချက်ကိုအရခတက်တော်ကပြီးခဲ့တဲ့ဖေဖော်ဝါရီလ21ရက်နေ့မှာအရခတက်တော်ထိန်းချုပ်မှုအောက်မှာရှိတဲ့မြို့နယ်၁၄ခုလုံးမှာတရားဝင်ထုတ်ပြန်ပြောဆိုထားတာဖြစ်ပြီးဌာနဆိုင်ရာအသေးသေးကိုလည်းညွှန်ကြားချက်တွေထုတ်ပြန်ထားပြီးဖြစ်တယ်လို့အဲ့ဒီအရခပြည်သူအစိုးရတာဝန်ရှိသူထိပ်ပန်းအရာရှိတို့က CNA ကိုအတည်ပြုပြောပါတယ်။ထုတ်ပြန်ထားတဲ့အထက်မှာတော့အရခပြည်သူအစိုးရကိုစန့်ကျင်တဲ့သူစစ်ကောင်စီအပါအဝင်အကြမ်းဖက်အဖွဲ့ ွဲတွေဖြစ်ကြတဲ့ ARSA, ISO, AIA အပါအဝင် အကြဖအဖွဲ့တွေကိုထောက်ပံ့နေသူလို့တတ်သိခိုင်ခိုင်လုံလုံနဲ့စစ်စစ်တွေ့ရှိတဲ့သူကိုအရေးယူဆောင်ရွက်မှုလှုပ်ဆောင်တာတွေအပြင်ပိုင်ဆိုင်မှုအားလုံးကိုလည်းတိမ့်မယ်ဆိုပြီးတော့တရားဝင်ထုတ်ပြန်ထားတာဖြစ်တယ်လို့သူကဆိုပါတယ်။အာရခရတော်ဟာစစ်ကောင်စီလက်ထက်ကအပြစ်သက်တိမ့်ပိုက်ရရှိထားတဲ့မြို့နယ်၁၁ခုကတိုက်ပွဲတွေအတွင်ပြည်စည်းဆုံးရှုံးသွားရတဲ့အရာတွေကိုပြန်လည်ထောင်ရေးလှုပ်ဖို့အတွက်ပြင်ဆင်နေချိန်မှာစစ်ကောင်စီရဲ့တရေပေးတွေကြောင့်လေကြောင်းတိုက်ခိုက်ခံရတာတွေရှိနေသေးတဲ့အတွက်ပြန်လည်ထောင်ရေးလုပ်ငန်းတွေကိုအေဒိုက်အားတိုင်းလုပ်ကင်ဆောင်ရွက်ဖို့ခက်ခဲနေသလိုတစ်ဖက်မှာလည်းဘူ ဒီတောင်နဲ့မောင်နှောဒေသတွေက အကြမ်းဖက်မှုစလေလက်နက်ကင်အဖွဲ့တွေဖြစ်ကြတဲ့ ARSA ISO AI အဖွဲ့တွေရဲ့အဖြတ်မော့လုပ်ငန်းတွေကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလုပ်ကင်ဖို့အတွက်ခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။လက်ရှိအာရခပြည်သူအစိုးရကအာရခပြည်သူအစိုးရကိုစန့်ကျင်သူနဲ့အကြမ်းဖက်တွေနဲ့ပတ်သက်ဆက်နွယ်သူတွေရဲ့လုပ်ငန်းနဲ့ပိုင်ဆိုင်မှုတွေကိုတင်ဆက်သွားမယ်လို့တရားထုတ်ပြန်ပြီးနောက်ပိုင်းမှာမောင်နှုံးမြင့်နယ်အတွင်းက ARSA ISO AI အကြမ်းဖက်အဖွဲ့တွေနဲ့ပတ်သက်ဆက်နွယ်နေသူတွေရဲ့အိမ်တွေကိုဂျိတ်ဖိတ်တင်ဆက်တာတွေကိုလှုပ်ဆောင်ထားတာတွေလည်းရှိနေပြီးဖ ဖြစ်တယ်လို့မောင်နှောဒေတာခန်တို့ကပြောပါတယ်။မောင်နှောဒေတာမှာ RSO, ARSA, ARA နဲ့ Ranger Islamic Maha Arakan အဖွဲ့တွေဟာထင်းချုံနယ်မြေမရှိပေမဲ့သူတို့ကိုထောက်ခံတဲ့မွတ်စလင်ပင်ဂါလီတွေခြားကနေလှုပ်ရှားနေတာဖြစ်ပြီးမောင်နှောတောင်မြို့ဖတ်ချမ်းမှာအများစုလှုပ်ရှားတာတွေရှိနေပြီးအကြမ်းဖက်လက်နက်ကိုင်အစ္စလာမ်ရဲ့ဆက်သွေးကြွအဖွဲ့တွေဖြစ်ကြတဲ့ ISO ARSA AI နဲ့ Ranger Islamic Maha Arakan အဖွဲ့တွေဟာ Arakan.ae ကိုတိုက်ခိုက်ဖို့အတွက် Four Brother Alliance အဖြစ်အဖွဲ့၄ဖွဲ့ပူးပေါင်းလိုက်ပြီးဖြစ်တယ်လို့လည်းထုတ်ပြန်ကြေညာခဲ့ပါသေးတယ်ခင်ဗျာဒီနေ့ရခိုင်ရှင်နေနဲ့ပတ်သက်ပြီးနောက်ဆုံးသားဆရာမတရင်ကတော့ ရှမ်းနဲ့ရခိုင်ကအခြေစိုက်တပ်စခန်းအများစုကိုစစ်ကောင်စီလက်လွတ်ထားရတယ်လို့ဆိုတဲ့သတင်းကိုနားဆင်ရမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာရှိတဲ့အခြေစိုက်တပ်စခန်းအများစုကိုစစ်ကောင်စီက လက်လွတ်ထားရတယ်လို့ ISP မြန်မာကထုတ်ပြန်လာပါတယ်။ ISP မြန်မာရဲ့ထုတ်ပြန်ချက်အရနိုင်ငံတော်အမှာစစ်ကောင်စီရဲ့အခြေစိုက်တပ်စခန်းပေါင်း154ခုထပ်မင်းကို တော်လိုင်းအင်အားစုတွေကတင်ယူထားတယ်လို့ဆိုပါတယ်။အဲဒဲကအခြေစိုက်တပ်စခန်းပေါင်းအများစုဟာ ရှမ်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာလက်လွတ်ထားရတာဖြစ်ပြီးတိုင်းစစ်ထမ်းနာကျုံနှစ်ခုကိုပါစစ်ကောင်စီကလက်လွတ်ထားရတာဖြစ်တယ်လို့ဖော်ပြထားပါတယ်အဲ့လိုစစ်ကောင်စီကလက်လွတ်ထားရတဲ့ဒက်စကန်တွေကတော့စစ်ကောင်စီရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနားရှုံမြို့အခြေဆိုင် အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခါနဲ့ရခိုင်ပြည်နယ်အမ်းမြို့အခြေဆိုင်အနောက်ပိုင်းဒေသနာချုပ်နပခဌာနချုပ်တွေဖြစ်ပြီးတော့အဲ့နေရာတွေကိုကိုကန့်တပ်အမန်ဒီအေနဲ့အရခတ်တော်အေတို့ကသိမ့်ပိတ်ထားရတယ်ဖြစ်ပါတယ်။ ISP မြန်မာရဲ့ဖော်ပြချက်အရရမခနယ်မြေအတွင်းမှာအခြေဆိုင်တပ်ရင်း84ခုရှိတဲ့အထက်က85ခုကိုသိမ့်ပိုက်ခံခဲ့ရတယ်လို့ဆိုပါတယ်။အဲ့လိုပဲနပခနယ်မြေအတွင်းကအခြေဆိုင်တပ်စခန်း63ခုအနက် 48ခုတင်ပိုက်ခံရတယ်လို့ဖော်ပြထားပါတယ်။ဖော်ပြပါစီးရင်တွေဟာ2022ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့အထိ ISP မြန်မာကတည်ရှိထားတဲ့အချက်အလက်တွေဖြစ်ပြီးစစ်ကောင်စီရဲ့အမိတ်ပေးကုခဲမှုဌာနချုပ်တွေတိုက်ခိုက်ရေးတပ်ရင်းတွေလယုံတက်တွေနဲ့လယုံအကူတက်တွေရဲ့အထိုင်ကျအခြေစိုက်တပ်ခန်းတွေကိုတော့ထည့်သွင်းဖော်ပြထားတာဖြစ်တယ်လို့လည်းအတည်ပြုထားပါတယ်ခင်ဗျာ။ ဒီတစ်ခေါက်နားဆင်ရမှာကတော့မြန်မာပြည်ရဲ့ဘက်ကဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးနားဆင်ကြမှာဖြစ်ပါတယ်။ KIS ကနခုကိုစစ်ကောင်စီနဲ့ပြည်သူ့စစ်ဘူပေါင်းတပ်တွေပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းကိုနားဆင်ရမှာဖြစ်ပါတယ်။ကချင်ပြည်နယ်တနိုင်းမြို့နယ်ကကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့စခန်းတစ်ခုကိုစစ်ကောင်စီနဲ့ပြည်သူ့စစ်ဘူပေါင်းတပ်ဖွဲ့တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။ပြန်လည်သိမ်းပိုက်ခံလိုက်ရတဲ့ KIA ရဲ့စခန်းတစ်ခုကတော့ KIA တပ်မဟာနဲ့တရင်းစက်လေးနေမြေကကာကင်းစခန်းတစ်ခုဖြစ်ပြီးတော့စစ်ကောင်စီတပ်နဲ့ရာဇဝတ်ပြည်သူ့စစ်ဘူပေါင်းတပ်ဖွဲ့တွေက မတ်လ6ရက်မနက်6နာရီလောက်မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီ desk ခန်းတစ်ခုကိုတိုက်ပိုက်နိုင်ဖို့အတွက်စစ်ကောင်စီနဲ့ပြည်သူ့စစ်ဘူပေါင်းတပ်ဖွဲ့တွေဟာမြေပြင်ထိုးစစ်အပြင် drone တိုက်ခိုက်တာလေကြောင်းတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ပြီးနောက်မှာတော့ KIA ရဲ့ point 298ကာကင်ကုန်းနဲ့ပေမကုန်းကိုတိုက်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။ဒါအပြင်အဲ့ဒီ desk ခန်းတစ်ခုတိုက်ပိုက်ရရှိချိန်မှာလည်းစစ်ကောင်စီနဲ့ပြည်သူ့စစ်ဘူပေါင်းတပ်ဖွဲ့တွေဟာ K25 တနက်တလ drop ဘုံ66လုံး ဘီစုက6လုံးလက်ကျက်ပုံ10လုံးမိုင်း10လုံးကြည်မျိုးစုံ688တောင်းကြည်ကာအုတ်ထုတ်9လုံးကြည်ကာနှစ်ထဲစတားလက်တလုံးကာမီကာဆဲဒရုန်းတစ်စီးကိုလည်းတိမ့်ပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်လက်ရှိမှာလည်း KIA PDF ပူပေါင်းတပ်တွေဟာဗမော်မျိုးတိမ့်တိုက်ပွဲကိုဆင်နွှဲနေပြီးတော့စစ်ကောင်စီတွေနဲ့နှစ်ဖက်တိုက်ပွဲပြန်ပူတွေရှိနေတာလည်းဖြစ်ပါတယ် ဒီနေ့ဒီနေ့ဒါနောက်ဆုံးသတင်းအနေနဲ့လက်တိုင်းချောင်းမှာစစ်ကောင်စီတပ်တွေနဲ့အာရခတော်တော်တို့နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုနားဆင်ရမှာဖြစ်ပါတယ်။ ARD တိုင်းရေကြီးမြို့နယ်အတွင်းကငတိုင်းချောင်းမြို့အနီးတစ်ဝိုက်ကရခိုင်ရိုးမအနီးတစ်ဝိုက်မှာစစ်ကောင်စီတပ်တွေနဲ့အာရခတော်တော်တို့ဟာဒီနေ့မနက်ပိုင်းကနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့အာရခတော်တော်ရဲ့စေတရင်ရင်းမြစ်တွေကပြောပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီကစစ်တပ်နေထွေးထွေးကိုပါအတုံးပြုတ်အခိုက်အတန့်တွေရှိနေတယ်လို့စစ်ကောင်စီရဲ့လက်နက်ကြီးထိုင်ထားတဲ့တပ်စခန်းတွေဖြစ်တဲ့ကွင်းကလေးနဲ့ စင်ကနီကုံရွာအနီးမှာရှိတဲ့လက်နက်ကြီးတပ်စခန်းတွေကလည်းလက်နက်ကြီးတွေနဲ့ပြစ်ကူပေးကာအပြင်းအထန်တိုက်ခိုက်တာတွေကိုလည်းလုံဆောင်နေတယ်လို့ဆိုပါတယ်။ဒါအပြင်စကောင်စီဟာပြီးခဲ့တဲ့မတ်လ၄ရက်နေ့မှာလည်းလက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ရခိုင်ရိုးမအနီးမှာရှိတဲ့တက္ကံပြေရွာအတွင်းကိုလည်းစစ်ကူအင်အားတွေကိုပို့ဆောင်တာပဲရှိကြတယ်လို့သိရှိထားကြအောင်။အဲ့ဒီစီးတရင်ရင်မြစ်ကပြောပါတယ်။အရခတရုံနယ်ပူပေါင်းတပ်တွေဟာပြီးခဲ့တဲ့မတ်လ၄ရက်နေ့မှာလည်းရေကြီးမြို့နယ်နဲ့ထိစပ်နေတဲ့တာပေါင်းမြို့နယ်တဲဖြူရွာအနီးကစစ်ကောင်စီရဲ့ ကမွန်ချန်တောင်ကကင်းစခန်းကိုအပြည့်အသက်တိုက်ခိုက်သိမ်းပယ်နိုင်ခဲ့တာလည်းရှိခဲ့ပါတယ်။နောက်24ခုနဲ့ဒီဇင်ဘာလကဆလို့ရခိုင်ရိုးမားနဲ့ဆက်နေတဲ့ AR တိုင်းပသိမ်ရေကြီးနဲ့တာပေါင်းမြို့နယ်အစုံအဖျားကစစ်ကောင်စီတပ်စခန်းနေရာတွေမှာတိုက်ပွဲဖြစ်ပွားနေပြီးအရခတ်တော်နဲ့ပူးပေါင်းတပ်တွေဟာနေမြေအချို့ကိုထိန်းချုပ်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ျွန်တော်တို့ CNA သတင်းဌာနရဲ့တနေ့တာပရိုဂရမ်သတင်းထုတ်လွှင့်မှုအားဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပြီးကြကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုအပ်ပါတယ်။နောက်နေ့တွင်မှလည်း CNA ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်သလို YouTube, Telegram, H နဲ့တော်တော်တွေမှာလည်းနေ့စဉ်ဆောင်မြည်ကြည့်ရှုနိုင်ပါကြောင်း